မင်္ဂလာပါရှင်ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နိုင်ငံတကာနိုင်ငံရဲ့လူ့ရေးဆိုင်ရာစည်ရင်းအချက်အလက်ပြည့်စုံမှုသည်၎င်းနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်မှုအခြေသွေးနှင့်နိုင်ငံရေးတည်ငြိမ်မှုတို့ကိုတွေဝိုက်ညှဉ်းဆဲဖော်ပြနေတယ်လို့ဆိုနိုင်ကြောင်းနိုင်ငံတော်ယာယီသမ္မတပြောကြားတဲ့သတင်းဖြစ်ပါတယ် နိုင်ငံတနိုင်ငံ၏လူဦးရေဆိုင်ရာစည်းရင်းအချက်အလက်ပြည့်စုံမှုသည်၎င်းနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်မှုအခြေသွေးနှင့်နိုင်ငံရေးတည်ငြိမ်မှုတို့ကိုသွေဝိုက်ညွှန်ဆိုဖော်ပြနေတယ်လို့ဆိုနိုင်ကြောင်းပြောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်က2024လူဦးရေနှင့်အိမ်ကြောင်းရာတကောင်စဉ်ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားသို့တရားဥပဒေစကားပြောကြားစဉ်ထည့်သွင်းပြောကြားကြောင်းသိရပါဗျ။နိုင်ငံတော်ယာယီသမ္မတက ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ွယ်ကြီးအောင်မြင်ရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့မဲဆန္ဒရှင်စင်ပြည်စုံမှန်ကန်ရေးဆောင်ရွက်ရာတွင်လည်းယခုသကောင်စင်ရဲ့လူဦးရေကိန်းကနေများကအထောက်ကူပြုလျက်ရှိကြောင်းသကောင်စင်ကဖော်ထုတ်ရရှိတဲ့ပညာရေးချင်းလိုက်လုပ်ငန်းအမျိုးအစားလိုက်နေထိုင်မှုပုံစံအလိုက်လူဦးရေကူသိရှိခြင်းအပြင်၎င်းတို့နဲ့ပတ်သက်ပြီးလိုအပ်တဲ့အစီအမံများရေးဆွဲချမှတ်နိုင်ရန် အခြေခံအရေးမြေများကိုဖန်တီးပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့လိုအပ်တဲ့လူသားအင်အားကိုလည်းလေ့ကျင့်မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်းနိုင်ငံပိုင်ပုဂ္ဂလိကပိုင်ပြည်ရင်းပြည်ပရှင်နိမှုနယ်မှုလုပ်ငန်းများရဲ့လူသားလူဝတ်ချက်များကိုအခြေခံပြီးနိုင်ငံပိုင်ပုဂ္ဂလိကပိုင်ပြည်ရင်းပြည်ပရှင်နိမှုနယ်မှုလုပ်ငန်းများရဲ့လူသားလူဝတ်ချက်များကိုအခြေခံပြီးနှစ်စဉ်တက္ကသိုလ်ဝင်ခွင့်နဲ့တက်မွေးပညာဆိုင်ရာကျောင်းဝင်ခွင့်များနဲ့ပတ်သက်တဲ့လူဦးရေရထားတွေ့ချက်ရရင်လည်းအခြေခံအချက်အလက်များပံ့ပိုးပေးနိုင်မှာဖြစ်ကြောင်း ယခုလုပ်ငန်းခွင်များတွင်ကျွမ်းကျင်မှုလိုအပ်သည့်သို့မဟုတ်ရည်သွေးမြင့်တင်လိုသည့်လူသားများအတွက်လည်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းများကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကိုလိုအပ်သလိုစီမံဆောင်မပေးနိုင်မှာဖြစ်ကြောင်းနိုင်ငံတကာနိုင်ငံရဲ့လူဦးရေဆိုင်ရာစည်းအင်အချက်လက်ပြည့်စုံမှုသည်၎င်းနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်မှုရည်သွေးနှင့်နိုင်ငံရေးတည်ငြိမ်မှုတို့ကိုသွယ်ဝညွှန်ဆိုဖော်ပြနေသည်ဟုဆိုနိုင်ကြောင်း နိုင်ငံတကာနိုင်ငံရေးလူမှုရေးစီးပွားရေးစီမံခန့်ခွဲရေးကိစ္စရများကိုကဏ္ဍအလိုက်အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေးအခြေခံအသုံးပြုရန်လိုအပ်တဲ့အချက်လက်များကို၎င်းစင်းကနေရရှိနိုင်ခြင်းဖြစ်ကြောင်းဒါအပြင်အထုံမှု area အသေးငယ်ဆုံးအဆင့်ထိအချက်လက်များကိုတကောင်စင်းများကသာပံ့ပိုးပေးနိုင်ခြင်းဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။